မင်္ဂလာပါရှင်ကာလာတာပြူဟာနဲ့တိုက်ခိုက်ရေးတပ်ဖွဲ့ရဲဘော်မဲလုံခါစင်ကိုဝင်းရဲ့စာပနာအခမ်းအနားပြုလုပ်တဲ့တရင်ကိုတင်ဆက်ပေးကြပါရရှင်ရှန်ကရနီနယ်ဆာမိုဘဲမြုပ်တိုက်ပွဲအတွင်းမှာကြာဆုံးခဲ့ရတဲ့ကရနီပြည်ပြည်တူလူမြောက်ရဲ့တပ်မတော်ကာလာတာပြူဟာနဲ့တိုက်ခိုက်ရေးတပ်ဖွဲ့မှရဲဘော်မဲလုံခါစင်ကိုဝင်းရဲ့စာပနာကိုစွန်လာ၁၈ရက်နေ့ကကရနီပြည်တနရာမှာပြုလုပ်ခဲ့ပါတယ် အသက်၂၀နှစ်အရွယ်ရဲဘော်မဲလုံခစင်ကိုဝင်းကမိုးပင်မြို့တိုက်ပွဲမှာစစ်ကောင်စီရဲ့လက်နက်ကြီးစထိမှန်တာကြောင့်ပြီးခဲ့တဲ့ဇွန်လ၁၆ရက်နေ့မှာကြာဆုံးခဲ့ရပါတယ်။မိုးပင်မြို့မှာစစ်ကောင်စီနဲ့တော်လှန်ရေးတပ်ဖွဲ့တို့အကြားတိုက်ပွဲများဆက်လက်ပြင်းထန်နေပြီးတော့နှစ်ဖက်ကအထိခိုက်အကြဆုံများရှိနေတယ်လို့တည်ရပါတယ်။အဲ့ဒီလိုတိုက်ပွဲတွေပြင်းထန်နေပြီးစစ်ကောင်စီဘက်ကလက်နက်ကြီးများအဆက်မပြတ်ပစ်ခတ်နေကြောင်းလည်းသိရပါတယ်။ ပြီးခဲ့တဲ့2025ခုနှစ်မေလအတွင်းမှာဂရင်းနီပြည်နယ်နဲ့ကယန်းဒေသတိုက်ပွဲများမှာတော်လန်ရဲဘော်16ဦးကြဆုံးခဲ့ပြီးတော့စစ်ကောင်စီဘက်က48ဦးသေဆုံးခဲ့တယ်လို့တိုးတက်သောဂရင်းနီပြည်သူ့အင်အားစု PKPF ရဲ့ပြည်စုထားသောစီးရင်များအရာ သိရှိရပါတယ်ရှင်။